တောင်ကိုရီးယားနိုင်ငံဂျောင်ကျူးမြို့မှာကျင်းပတဲ့အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ကြီး APEC ရဲ့အစည်းအဝေးပြီးဆုံးပြီးတဲ့နောက်တရုတ်သမ္မတရှင်ကြီးဖင်နဲ့တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်တို့တွေ့ဆုံချိန်မှာရာပေါင်းများစွာသောဆန္ဒပြသူတွေကစိုးမြို့တော်မှာတရုတ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ဆန္ဒပြသူတွေကတောင်ကိုရီးယားဟာတောင်ကိုရီးယားနိုင်ငံသားတွေအတွက်ဖြစ်တဲ့တရုတ်နိုင်ငံထွက်သွားဆိုတဲ့ဆိုင်းပုတ်တွေကိုကင်ဆယ်ရင်းနဲ့ကြွေးကြော်တန်းနေဟစ်ကြွေးခဲ့ကြပါတယ်။ 17နှစ်အတွင်းမှာတောင်ကိုရီးယားနိုင်ငံစီကိုပထမဦးဆုံးအကြိမ်လာလည်တဲ့ရှီကတရုတ်ပြည်မှာကြီးအစိုးရကတောင်ကိုရီးယားအစိုးရနဲ့ဆက်ဆံရေးကိုအလွန်အလေးထားပြီးပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ဖို့နဲ့စိန်ခေါ်မှုတွေကိုပူးတွဲတုံ့ပြန်ဖို့ဆန္ဒရှိတယ်လို့တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်ကပြောခဲ့ပါတယ်။လီကမြောက်ကိုရီးယားကိုနျူကလ িয়ার ဖြတ်သိမ်းရေးအတွက်စပြီးတော့ထိတွေ့ဆက်ဆံရမှာအဆင့်လိုက်ချင်းကပ်ဖို့နဲ့နျူကလ িয়ার လက်နက်တွေနောက်ထပ်တီထွင်မှုတွေကိုရပ်တန့်ဖို့တောင်းဆိုခဲ့ပါတယ်။ ဒါအပြင်မြောက်ကိုရီးယားကိုအပြုသဘောဆွဲဆောင်ရမှာကူညီဖို့ကိုလည်းလီကရှီကိုတောင်းဆိုခဲ့ပါတယ်။ရှီကတောင်ကိုရီးယားကနေမထွက်ခွာမီမှာနိုင်ငံတော်စားတောက်ပွဲကိုလည်းတက်ရောက်မှာဖြစ်ပါတယ်ရှင်။